တို့ညာ YouTube Channel ကိုအားပေးနားဆင်နေကြသူများအလုံးကို မင်္ဂလာပါလို့ကျွန်တော်ဖုန်းမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဗိုက်ဆရာဆရာမင်းရှင်ဤမိဘူးခွဲ့တက်လေရေဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းခုနှစ်နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင် ခံစားကြည့်တော်မူကြပါဦးခင်ဗျာ ါပြီမာကြီးရဲ့နှင်းပြင်းသွားပါပြီနားမတော်ကျင်တော့ပါဘူးနှင်းကရုတ်တရက်ညီငွေသွားဟန်ဖြင့်တားမြစ်လိုက်တော့ကြောင်းမာကြီးလက်ခမားမှာဆက်ပြောမည်ဟုကြံရွယ်ပြီးတော့မှပါဇက်ပိတ်နေလိုက်ရည်ဒေါ်ခိုက်နှင်းကမာကြီးလာသွားကျင်သွားတော့လေကျမလည်းအိတ်ချင်ပြီဟုတ်ထမမိန်ပေးလိုက်ပြန်သဖြင့်နှင်းတကူလုံးကိုစောင်းဖြင့်လုံအောင်ယွယွရရဖုံလွှမ်းပေးလိုက်ပြီးနောက်ကဲကဲပြောအောင်အိတ်နော် အဲ့ဒီပုံကလေးကိုနှင်းနားထောင်ကျင်တဲ့အခါကျမှဆက်ပြီးပြောပြအောင်မယ်။ဟုတ်ပြောပြဆိုဆိုအခန်းထဲမှာခြေပြားထောက်၍ထွက်သွားလေ။မာကြီးလာကနှင်းတို့မိခင်ကြီးရှိစဉ်အခါနှင်း၃လနှစ်သမီးအရွယ်လောက်ကလေးကကလေးထိန်အဖြစ်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။နှင်းတို့အိမ်၌ပင်နေခဲ့၍တစတစနှင်းလှုပ်တဲ့ရှေခရာမှနောက်ဆုံးတွင်ကလေးထိန်အလုတ်တစ်ခုတည်းသာမဟုတ်တော့ပဲအိမ်တော်တစ်ခုလုံးကိုပင်ထိန်ထိန်ရသည့်အထိဒါဝင်လွှဲအပ်ခြင်းခံခဲ့ရလျာနှင်းအဖို့ မိခင်ကလွဲလျင်မာကြီးလာသားလျင်ချစ်ခင်တွေ့တာစရာဖြစ်ခဲ့လေသည်ငယ်စဉ်ကလေးကပင်အမြဲတမ်းပိုက်ထွေးယူရခဲ့ဖို့သူဖြစ်သည်ဖြင့်မာကြီးလာမာကြီးလာဟုတ်တလာတဲ့လကမာကြီးလာမရှိရင်မနေနိုင်မထိုင်နိုင်ဖြစ်ရတော့မလောက်နှွယ်စိုးဆုခဲ့ခြင်းဖြစ်လေသည်မာကြီးလာကလည်းနင်းဆိုလျင်သမီးကလေးတမျှချစ်ခင်တွေ့တာလာပေသည်နင်းတို့အိမ်တို့ရောက်ခဲ့၍လေးငါးနှစ်ခန့်ကြာတော့ကသူတို့ရွာတွင်ကောက်ဆိုင်ပြို့နှုတ်အလုတ်လုပ်ရန်အတွက် တော့မှဆွေမျိုးသားချင်းချို့လာရောက်ခေါ်ခဲ့ဘူးလေသည်ဒေါ်ကာကဆိုလျင်မာကြီးလာမအသက်20ကျော်အရွယ်မြသားရှိသေး၍ကိုရက်ကိုထာနေကိုဆွေမျိုးသားချင်းတို့ထံပြန်ကားကိုနှင့်အစင်တန်းတူညီသော လင်ကောင်းသားကောင်းတယောက်ကိုရှာခွေရန်စိတ်ကူးမျိုးရှိခဲ့ဘူး၏သို့သောမာကြီးလာသည်ဒေါ်ကာကလိုက်မသွားပြစ်ခဲ့ချေအဘဲကြောင့်ဆိုသောထိုစဉ်ကမာကြီးလာမာကြီးလာဟုစကားမပြေတပြေနှင့်သူ့အပေါ်တွင်နှွက်ခြင်းနှိုင်းနှွက် ဆိုရင်နိုင်ဆုခဲ့ရှာသောနင်းကလေးအားခွဲခွာ၍မသွားနိုင်အောင်တန်ရောစဉ်ညှိတွေခဲ့သောကြောင့်ဒီထို့ကြောင့်လည်းမာကြီးလခမညာမှာယခုနင်းကလေးအသက်16နှစ်သမီးအရွယ်တိုင်အောင်ဤအိမ်၌မြဲခဲ့ခြင်းဖြစ်တော်သည်ယနေ့တွင်မူဆယ်ရဲကျော်ခန့်အဖျားဝင်ကအိရာတဲ့လဲနေခဲ့သောနင်းကမာကြီးလှရင်နင်းကိုပုံတပုံလောက်ပြပြစမ်းပါသိပြင်းတာပဲဟုတ်ခန့်နယ်ကလေးပူဇော်လိုက်သောကြောင့်နင်းငယ်စဉ်အရွယ်ကလေးက နေနေအမြပြောပြခဲ့ဘူးသည့်ရာပေါင်းများစွာသောလှုပ်ဆက်ပုံပြင်များထဲမှနှင်းအနစ်ချိုင်ဆုံးဖြစ်သောမေဒုက္ခပုံပြင်ကလေးကိုပြောပြရာချင်းဖြစ်မာဂျီလာပြောပြသည့်ပုံကိုနားထောင်ခြင်းကအပြိုကြီးဖဖကြီးပြင်းလာခဲ့သည့်အရွယ်တိုင်အောင်ဖြောက်ဖြဲ့၍မရနိုင်သောနှင်းဤဝါဒနာကလေးပင်ဖြစ်လေသည်မာဂျီလာကတန်နေတန်ထဟံမှန်အမှုရာမျိုးမျိုးဖြင့်ပြောပြသည့်အခါများတွင်၃၄၅နှစ်သမီးအရွယ်တို့ကလိုပင်ပဂရိစင်ကြယ်ရိုးသားသော စိတ်ကလေးနှင့် ခေါင်းကလေးငဲ့လိုက်မျက်နှာကလေးရှုံလိုက်မျက်ရည်ကလေးလဲလိုက်နှင့်စိတ်ဝင်စားစွာနားထောင်စမြဲပင်ဖြစ်လေ၏တခါတရံအကိုကြီးဖြစ်သူကပင်ဟေးဒီကလေးကြီးကလည်းအေယာမကလေးကြီးပါလားဟေးကြည်စမ်းပါဦးပုံနားထောင်ရင်မျက်ရည်တွေလဲလို့စသည်ဖြင့်နောက်ပြောင်တတ်လေသည်ယနေ့လည်းအကိုကြီးကားကလေးနှင့်ထွက်ခွာသွားခိုက်တဲ့အိမ်လုံးတွင် မာကြီးလှနှင့်နှစ်ယောက်တည်းကြံခဲ့ကြစဉ်ပြင်းကြီးလာသောကြောင့်ပုံပြောခိုင်းမိခြင်းဖြစ်၏ မကြီးလာကဂရင်ဆောင်တွင်တင်မလွဲထိုင်ရင်ကဲနားထောင်ဟူးရှိရှိတော့ကဟူအစာချီ၍ပြောပြခြင်းဖြစ်လေ၏နှင်းလည်းပထမပြောခါစတွင်စိတ်ဝင်စားစွာနားဆိုင်ထောင်ခဲ့ရမှတနည်းတော်လီမေဒုက္ခကလေးဟာတောလေလာကြတဲ့မင်းသားကလေးတစ်ပါးကိုတွေ့တွေ့ချင်းပဲချစ်မိသွားပါရောတဲ့။အိုးမင်းသားကလေးကလည်းချော့လိုက်လှလိုက်တာဆိုပဲ မေဒုက္ခလေးကချောချောလတ်လတ်ဆိုလို့တခါမှမတွေ့ဘူးတဲ့တောသူမအရင်ကလေးဆိုတော့အဲ့ဒီမင်းသားကလေးကိုသိချစ်သွားမိတာပေါ့ချစ်လွန်းလို့မနေနဲ့တော့မင်းသားကလေးစီသွားပြီးတိတ်တိတ်ချောင်းတောင်ရှာကြည့်တဲ့အဲ့ဒါကိုမင်းသားကလေးကတွေ့လဲတွေ့ရောကြည်စမ်းတောသူမကလေးတောင်ငါ့ကိုခုကြောင့်ခုပဲချောင်းကြည့်ရှာတယ်ဆိုပြီးသူ့ကိုသူငါသိချောတဲ့လူပါလားလို့အထင်ကြီးသွားတာပေါ့ဒါပေမဲ့လေတောသူမကလေးကိုတော့သူကဘဲချစ်မလဲ ဟိုကချင်းနေရှာတာကိုတောင် သူမသိပါဘူး။နောက်ပြီးဒီမင်းသားကလေးချင်းနေတာက အခြားလူကလား။သူကဘရင်သားဆိုတော့လေ။အခြားတိုင်းပြည်တွေကဘရင်မင်းသမီးကိုပဲချစ်တော့မပေါ့။ဒေါ်နေရတို့ရောင်တော့ခါတွင်ကနင်းကတော်ပါပြီမကြီးလာရင်နှင်းပြင်းသွားပါပြီ။နားမထောင်ရင်တော့ပါဘူး။ဟုတ်ရော်တရဲ့ညင်ငွေသားဟန်ဖြင့်ဒါမြင်လိုက်မိချင်းဖြစ်၏။နင်းဒီတယောက်တည်းလွတ်လွတ်လပ်လပ်တွေးခြင်းရာတွေးလို့သဖြင့်မကြီးလာအားပြန်လွတ်လိုက်ပြီလျှင် ဖွေဖွေဖြူနေသောချင်တော်အမုတ်ကိုမော့ကြည့်ရင်းဗာပြင်ပါဝဲမျက်ရည်ပေါက်ကလေးများတလင်းလင်းစီးစင်းကြလာလေ။နှင်းဖြား၍အေးရတဲ့လက်နေဒီမှာဆယ်ရက်ခန့်ကြော်ခဲ့လေပြီ။အဖျားကြီးသည်ဖြင့်ဇေယဝင်ပင်ခေါ်ရသေး၏။နှင်းမှာဖြားရနာရမြေကိုအကြောက်ရွံ့ဆုံးဖြစ်၍မဖြားမနာရန်အင်မတန်ဂရုစိုက်နေသည့်ရာကဤကဲ့သို့အေးရတဲ့လက်ရခြင်းဖြစ်လေသည်။အမှန်မှာယခင်ဆယ်ရက်ကျော်ခန့်ကသိမ့်အောင်အတွက်မခင်ဆွေထံမှ ရောက်ရှိလာသောစာကို အလောရှား၍သွားပုံမီရင်ကဘတ်စကားနှင့်အသွာလမ်းတွင်မုံမီသောကြောင့်အေးအေးမိဖြားခဲ့ရခြင်းဖြစ်၏တို့ရာတွင် နှင်းမှာသူ့အတွက်သူ မပူမိပြီသည့်အပြင်ကိုသိန်းအောင်တယောက်လည်းစာမှုဘက်တောင်ထင်းနိုင်ရှာဘူးသူဖြားတာတက်မှတက်သားရဲ့လားသူပေါ်လေးပေါ်မလာဘူးနေကောင်းလျက်နဲ့မလာတာလားနေမကောင်းသေးလို့မလာတာလားစသည်ဖြင့်အမြဲတမ်းတွေးတော်ပူပန်ခဲ့မိလေသိန်းအောင်ကယနေ့သာတိုင်အောင်ဘောကိုမလား သူဖြားလို့မလာခြင်းတော့မဟုတ်သူမလာခြင်းတော့မလာတာပဲဟုတွေ့တော်မိသောခါ၌နှင်းမှာဝန်းနေသွားမိလေသည်အကရွေသာထိုချိန်မျိုး၌မကင်ဆွေဓမ္မစာရဆောင်သူထံသို့ ရောက်ရှိမလာပါက နှင်းကိုစိတ်ကိုဖြေနိုင်အုံမည်ဖြစ်၏ထို့ပြင်မကားသည်ကုသိန်းအောင်ကငါဘာကြောင့်ဒီလောက်တောင်ဂီယူဆိုင်မိနေရတာလဲသူနဲ့ငါနဲ့ဘာဆိုင်လို့လဲစသည်ဖြင့်ကိုသိန်းအောင်ဘော်တွင်နားမလည်နိုင်သောတန်ရုံးစဉ်တစ်မျိုးဖြင့်ဒွေတာလာခဲ့မိသည့်အဖြစ်ကိုလည်း တိရလေအုံးမီမဟုတ်ယခုမှမကင်ဆွေထံမဆာကနှီးနှင်းသိကျင်တဲ့ဖြီဒီမာကွဲ့ဒီမာကွဲ့ဟုအော်ကြီးဟဲ့ကျဲရောက်ရှိလာသည်နှင့်ပြူနေလေပြီတကားညီမလေးနှီးမကင်ဆွေညီမလေးစီအခုမှပဲစာထည့်ပြတာကိုဘွေမွေဝါနဲ့နော်ညီမလေးတို့စီကထွက်လာပြီးကလေးကမမဆွေလေးစိတ်ရှုပ်စရာတွေအများကြီးတွေ့နေရလို့ဒီလိုစာမထည့်ပြတာပါ ညီမလေးတို့ကိုသတိမရလို့တော့မဟုတ်ပါဘူးကွယ်တကယ်ဆိုတော့ညီမလေးနဲ့ခွဲသွားရတာတော့မတက်တာလွင်လို့ဆိုပါတော့ကွယ်မမဆွေခွဲတာသွားရတယ်ညီမလေးကိုနည်းနည်းမှသတိမမိပါဘူးမမဆွေလေအခုအသက်ဆက်ရှိသွားပြီငယ်ရုံးကကြည်ရင်ပြောလိုက်မဟဲ့စီးစဉ်ရှိရှိနေလိုက်မဟဲ့ဆိုတဲ့စိတ်ကူးတွေဟာအခုတတိတခုမှမပြေဝသေးပါဘူးတခါတလေမြမမဆွေရဲ့အချစ်ဆုံးညီမလေးနှင်းကို မမဆွေလိုမကြုံပြရစီနဲ့လို့ဆူတောင်းမိပါတယ်။ကဲနှင်းညီမလေးကြည့်ရင်ဆင်ရှင်တက်ထနိုင်အောင်လို့တကြောင် မမရဲ့အခြေဆုံးညီမလေးမှုဖွင့်ပြတဲ့လို့တကြောင်မမရဲ့အဖြစ်အပျက်တွေအားလုံးကိုဖွင့်ပြပြတော့မယ်။ညီမလေးဖတ်ပြီးတော့သာကြည့်ပြတော့နောက်ပြီးဖတ်ပြီးတဲ့အခါကျတော့သာဒီအဖြစ်အပျက်ဟာငါအမကြီးရဲ့အဖြစ်အပျက်ပါကလားလို့ယုံပါမမဆွေလေး အချစ်ဆိုတာကိုတိရက်ကာစာအရွယ်ရောက်ကလေးကအကြီးစားစာ၁၄၅၀၀ကိုတပြိုင်တည်းလက်ခံလို့လက်ခံနောက်ပိုးတဲ့ယောက်ျားလေးတွေကို မလင့်တပတ်လှဲ့လို့လှဲ့နေပျော်စရာလို့တခုလိုပဲသဘောပိုက်ခဲ့မိတယ်ပေသူကမှအတီတကြလက်မခံခဲ့မိဘူးပေသူကမှလည်းတကယ်တမ်းမကြိုက်ခဲ့ဘူးဘူးဒါနဲ့ပဲကိုလေးရောက်ကရောဆိုပါတော့လေအဲ့ဒီခါကျတော့မှပူပြီးဆိုးသေးတယ်မမမေဝါရတခုကိုလက်ကင်ထားမိပြီးတီယူတန်ကြီးဖြစ်လာခဲ့မိတယ် ဲ့ဒီမမဝါရကတော့တခြားမဟုတ်ပါဘူးမမတို့မင်းကလေးတွေဟာကိုနဲ့တင့်လျော်မဲ့ကို့အပေါ်မှာကောင်းမဲ့တစ္ဆာရှိမဲ့တည်ကြည်မြင့်မြတ်တဲ့ယောက်ျားကောင်းတွေကိုလွတ်လွတ်လပ်လပ်ရှာနိုင်ကြဖို့ရွေးကြနိုင်မှုပါပဲတချို့ကကြီးစားတွေပေါက်တော့ရှောက်ထားတာကိုအပြစ်တင်ကြတယ်မမကတော့ဒီလိုလုပ်တာကိုအပြစ်တင်စရာနည်းနည်းမှမရှိဘူးလို့ယုံကြည်ခဲ့မိတယ်။ဒါကြောင့်မမကိုယ်တိုင်ကြီးစားတော်တော်များများထားခဲ့ဘူးတယ်။အဲ့ဒါတခြားကြောင့်မဟုတ်ဘူး။ လူလေးငါးယောက်လောက်ကိုရီးစားဖြစ်နေထားကြည့်ပြီးတင့်တော်တဲ့ယောက်ျားကောင်းတစ်ယောက်ကို စိတ်ကြိုက်လက်ကြိုက်ရွေးယူနိုင်အောင်လုပ်ပါပဲမမရီးစား၃ယောက်လောက်ထားကြည့်ခဲ့ဘူးတဲ့တယောက်မှ စိတ်ကြိုက်မတွေ့ခဲ့ဘူးဒီတော့စဉ်းစားကြည့်လေလူတစ်ယောက်ကိုတွေ့ချက်ချင်းကြိုက်ချက်ချင်းသဘောကျသူကလည်းရင်ဖွဲနေစကားပါဆိုပြီးအချစ်ကြီးချစ်မိလို့ဖြစ်ပါမလားနောက်တစ်နေ့အသုံးမကျတဲ့လူတစ်ယောက်ဆိုတာသိရတဲ့အချိန်မှပြန်ခွာလို့ဖြစ်ပါမလားဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးဒါကြောင့်လေတချို့မိန်းကလေးတွေအဖို့ ကို့အခြေဦးကိုယူမိကြပြီမဲ့တသက်လုံးမပြောနိုင်ကြပဲငေးရောက်တဲ့အတိုင်းဒုက္ခရောက်ကြရတော့တာပေါ့ကဲမမရဲ့စိတ်ကူးတွေဝါရတွေအသာထားလိုက်ပါဦးအဲ့ဒီမူမမှန်တဲ့ဝါရတွေကြောင့်မမပထမဦးဆုံးဒုက္ခတွေ့ရတာကိုပြောပြမယ်အင်းလင်ရှင်းရှင်းရေးရရင်မမလူဖြစ်ချွန်းရတာပဲဆိုပါတော့မမဒီအကြောင်းကိုလည်းပြန်တောင်းမစင်စားကျင်တော့ဘူးနင့်ကို ပြောလက်ဆမို့သာပြောပြရမယ်ဒီလိုကွမမထားတဲ့ရည်စားတွေလည်းကတယောက်ဟာ တနေ့ ဆိုရှယ်တခုသွားတက်ကြပြီးကားနဲ့ပြန်အလာမှာယောက်ျားခွန်အားကိုတရားမဲ့အာကိုပြီးအနိုင်ကျင့်သွားတာပါပဲကဲဒီလောက်ပဲပြောပြစီတော့တိတိဆက်ပြောရရင်လေမမအသေးနာလာတယ်နောက်ဆုံးမတော့မမတင်ငန်းစာတခုကောင်းကောင်းကြီးရတယ်ဆိုပါတော့တခြားတော့မဟုတ်ပါဘူးမမဝါရတိုင်းလူကောင်းရေးဖို့ရည်စားများများထားရင်ကိုကအရင်ပြစီသွားလိမ့်မယ်ဆိုတဲ့အချက်ပါပဲအဲ့ဒီလိုဖြစ်ပြပြီးကလေးကမမရဲ့စိတ်ကိုလုံးလုံးကြောင်းပြစ်လိုက်မိတယ်ညီမလေးရဲ့ ယောက်ျားဆိုရင်အဝေးကအကွင်ပြီးရှောင်ရမယ်ဆိုတာနားလည်မိတယ်။ဒါပေမဲ့ယောက်ျားပဲဖြစ်ဖြစ်မိမပဲဖြစ်ဖြစ်ဖခင်ယေဟန်ဒါကလွဲရင်အချစ်ကိုတင်းရှောင်နိုင်တဲ့ပုံကိုရှားတယ်ဆိုတာတကယ်မှန်တယ်။မမလည်းအချစ်ကိုလုံးဝရှောင်နိုင်သလားဆိုတော့မရှောင်နိုင်ပါဘူး။ကိုကိုကိုမရေမိကြပြီမဲ့ဘယ်သူမှဆိုကို့ပေါ်မှာယူရချစ်ခင်မဲ့သူတူဦးကိုသာအမြဲတမ်းရှာဖွေနေကြတာတော့အမှန်ပဲ။ရှာဖွေလို့မရတဲ့အခါမှာလူဘွားကြီးဟာလက်ကန္တရာကြီးလိုထင်မိကြတာပဲ။ကဲညီမလေး မမရဲ့ဒုတိယဖြစ်ပျက်ကိုပြောပြအောင်မယ်ဒီလိုညီမလေးရဲ့စီကြီးဖြစ်လာတော့မမအเจ้าကနေကို့မြို့ကိုပြန်ရောက်သွားတော့တယ်မြမပြေလွတ်လပ်ရေးရပြီးမြမစစ်တပ်တွေဖွဲ့ပြီးတဲ့အခါမှာပေါ့မမတို့လက်ပတ်မ်းမှာ BDA တက်ခွဲကလေးတခုရောက်လာတယ်အဲ့ဒီတက်ခွဲကလေးကတက်စုမှုကလေးတယောက်ကိုမမတွေ့တာပါပဲကဲတူတူပြောပြစီတော့အမှန်မှာတော့မမကိုသူကပဲစချစ်လာတာပါပဲသူ့အသက်ကမမထက်ငယ်တယ် အတင်းကလေးကြီးလိုနဘုနစာကြိုက်လေတော့မမလည်းစိတ်ညွညွမှုနှစ်ယောက်သားတိတ်တိမ်ပုံ ချစ်မိခဲ့ကြတယ်မမတို့ပြပြရှင်လင်းလို့ဘယ်သူမှတော့မရေးမိကြဘူးမမအဲ့ဒီတုန်းကလူငယ်အစီယုံတာဝန်ခံတယောက်လုပ်နေတုန်းဆိုတော့လူကြီးတွေမသိအောင်လဲတွေ့ခွင့်ရကြတာကိုအဲ့ဒီနောက်ဆုံးမှတော့သူကမမကိုလက်ထပ်ဖို့အတီးပူဇာတာပါပဲတကယ်လို့အဲ့ဒီအချိန်ကသာသူ ပူဇာတဲ့အတိုင်းလက်ခံလိုက်ရင်လေဤသွားမှာပါပဲ အခုတော့သူ့မဲသူ့မိဘကသဘောတူနေတဲ့တတိသမီးတယောက်ရှိလျေမိဘကတော့လူကြီးချင်းသဘောတူဆက်ဆက်ကြောင်းလန်းဖို့စီစဉ်နေလေရဲ့ဆိုတဲ့အကြောင်းတွေကိုကြားရတာနဲ့ဦးဟာလူတယောက်နဲ့ဖြစ်ပြီးလို့အပြိုတော်မစစ်တော့ပါကလားသူ့ထက်လည်းအသက်ကြီးပါကလားသူ့ငါ့ကိုယူလာတဲ့ရွေတူတန်းလူလေးတယောက်ကိုယူလာကပိုကောင်းပါကလားဆိုတဲ့စိတ်ကောင်းတွေဝင်လာမိတော့တယ်အမှန်မတော့ဒီစိတ်ကောင်းတွေကြောင့်လေမမဒုက္ခရောက်ရပြန်တော့တာပဲ မမပေလိုလုံးလိုက်မိတယ်ထင်တယ်လေသူနဲ့မြန်မြန်ပြက်မှသူ့အတွက်ကောင်းသွားမယ်တော်တဲ့နဲ့မိန်းကလေးကိုရမယ်လို့စိတ်ကူးပြီးသူနဲ့အဆက်သွယ်ဖြတ်ပြစ်ဖို့ဆုံးဖြတ်လိုက်မိတယ်ဒါပေမဲ့ညီမလေးရေကိုတကယ်တမ်းနှိမ့်နှိမ့်ကန်ကန်ချစ်မိတဲ့လူတယောက်ဆိုတော့တော်တော်စိတ်ဒုက္ခအခံရခလားအဲ့ဒီအချိန်မျိုးမယ်နှင်းတို့သားဖတစုလေမမတို့အိမ်အောက်ထပ်ရောက်လာကြတာပါပဲကဲညီမလေးနောက်ကျောင်းတွေကတော့ညီမလေးတီးပြီးသားတွေပါပဲစစ်ဘယုတ်ဘရက်တွေအတွင်းမို့ ။နောက်နဲ့သမီးလက်ထပ်ဖို့ဆစ်စက်ကြောင်းလန်းကြဆိုဆိုပြီးနှင်းတို့ဖေဖေနဲ့မမတို့ဖေဖေသဘောတူလိုက်ကြတယ်။နောက်ဂျပန်တော်လန်ကြီးလည်းဖြစ်ကာနီရောကြပြခရဆစ်စက်ကြောင်းလန်းပြလိုက်ကြတာပါပဲ။အဲ့ဒီတုန်းကနှင်းကိုကြီးကတော့ဝမ်းသာလို့ပေါ့။မမမာတော့တယောက်တည်းကြိတ်ပြီးမျက်ရည်နဲ့မျက်ခွက်ပါပဲ။ကဲကဲဆက်ကြအောင်စို့။အဲ့ဒီလိုဆစ်ဆက်ကြောင်းလန်းပြီးဘာမှမကြပါဘူးသူတခါရောက်လာတယ်ဝမ်းသာအားရပါပဲအင်းလေမမအဖြစ်ကတော့ဒီမှာပဲအဆုံးသက်တာပါပဲ သူ့ကိုစီပြီးအချိုးချောင်းတွေပြပြလိုက်ရတယ်။သူလေးအဲ့ဒီတုန်းကဘလူးသက်ဘက်များစီးသွားသလားလို့အောက်မေ့လိုက်ရတယ်ညီမလေးရဲ့။သူ့ခင်ဗျာခံပြင်းရှာမှာပေါ့လေ။မမကအမှန်တိုင်းသူကောင်းစီဖို့ဒီလိုလုံးလိုက်မိတယ်လို့မှဖွင့်မပြောမိပဲ။သူလေးခါကခြောက်လုံးပြူအိတ်ကိုတောင်းတက်တက်ခောက်ခောက်နဲ့ကင်နေသေးတယ်။သူ့တကူလုံးလဲဆက်ဆက်တုံးလို့မမသူ့အတွက်ဝမ်းနဲ့နှင်းလို့သူ့ကိုပြည့်ဖက်ပြီးငိုမယ်လို့တဲ့အချိန်မှာပဲသူ့ချာကလေးလှုပ်ထွက်သွားတယ်။ တော်လိုင်းကြီးသာပြည်ကရောသူပေါ်မလာတော့ဘူးသူပဲသူနဲ့ဆိုတာရိပ်မိပြီလားညီမလေးတခြားမဟုတ်ပါဘူးကိုရဲညွန့်မှာပဲလေမမလေးသူမမပေါ်မှာစိတ်နာကြီးနာသွားပြီဆိုတာနားလည်လိုက်ပါတယ်တကြောင်လေမမစိတ်မကောင်းဖြစ်လွန်းလို့နှင်းတို့ကိုကြီးနဲ့စစ်ဆက်ထတာကိုခါခါတီတီဖြစ်ပြမိတာပေါ့ကိုရဲညွန့်ဒေါသတကြီးထွန်းသွားပြီးတဲ့နောက်ရဲဘော်တယောက်နဲ့စာကလေးဆောင်ပြီးသွားတယ်စာချုပ်ကတော့သူမမကိုသိချစ်တယ်တဲ့ ချီလွင်းလို့လည်းမိဘသဘောတူဆိတ်ဆက်ထားတဲ့ကိစ္စကိုတော့ဖြတ်ခဲ့ပါပြီတဲ့ကြည်ပါဦးညီမလေးရဲ့ပေလောက်များအသေးနာစရာကောင်းတယ်လေနောက်ပြီးသူကအဲ့ဒီလိုတစ္ဆာရှိရှိချစ်မိလျက်နဲ့မမကသူ့ဘမမညာမတာပက်ပက်ဆက်ဆက်လှုပ်ရတယ်တဲ့သူ့မှာရီးစားဆိုလို့မမဟာဥဆုံးပါပဲတဲ့အချူးကဒီလိုရက်ဆက်တယ်တဲ့ဒါမိမတို့ရဲ့အကျင့်ပဲလားတဲ့နောက်သူကဆက်ရည်သေးတယ်သူ့ကိုယ်သူတတ်သေးခြင်းတဲ့ဒါပေမဲ့သူ့တာဝန်တွေကြီးမြတ်အောင်မထမ်းဆောင်ရသေးဘူးတဲ့ ဒါကြောင့်တော်လင်ကြီးပြည်ရင်ရေးပေါ်အသေးပြောက်စင်းရင်တွေထဲမှာရင်းရွှဲဆိုတဲ့နာမည်ကိုမြင့်နီအောက်ကတားပြီးလူမိုက်လို့အမှတ်ချက်ချလိုက်ပါတော့တဲ့သူစားကတော့ဒါပါပဲညီမလေးရေဒါပေမဲ့ဒီစားဟာမမသေးတဲ့အထိရင်ခွဲအောင်လုပ်သွားတဲ့စားပဲကဲညီမလေးမမညီမလေးရဲ့ကိုကြီးကိုရရဆက်ဆက်စကားပြက်မိတာမှားသလားကွယ်မမအဖြစ်ဒီမာရင်ဆုံးပြီလားဆိုတော့မဆုံးသေးပါဘူးမမစားကိုဖက်ရတာညှိငွေသွားလို့ရှိရင်လေနောက်မှပဲဆက်ဖက်ပြီးတော့နော် မမလူရင်းကိုပဲချုံရေးပါတော့မယ်ကိုစလောကမမညီမလေးတို့စီကရုတ်တရက်ထွက်သွားတာထူးဆန်းတယ်မထင်ဘူးလားအဲ့ဒါတခြားကြောင့်မဟုတ်ပါဘူးမမလူတယောက်ကိုရှောင်ပြေးတာပဲအဲ့ဒီလူကဘသူလဲဆိုတော့ဒုတိယကိုရင်းညွန့်ပဲညီမလေးနဲ့ဝါသနာချင်းတိုက်ဆိုင်ပြီးခင်မင်နေတဲ့မောင်သိန်းအောင်ပေါ့သူ့ကိုမိရထားပေါ်မှာစတွေ့ခဲ့တယ်လို့ညီမလေးကိုတခါကပြောမှုမှာပေါ့မမလေးအဲ့ဒီစတွေ့ကလေးကသူမမပေါ်မှာမယုံသားကြောင်သတိထားမိတယ်နောက် နှင်းတို့မောင်နှမနဲ့ဘိုင်စကုတ်သွားကြည့်တော့ကတခါသူနဲ့တွေ့ရပြန်ပါရောအဲ့ဒီတော့ကလည်းသူမမကိုပဲဂိူးဆိုင်နေတယ်မမလေးအမှန်ပြောရရင်သူ့ကိုတွေ့တိုင်းကိုရဲညင်ကိုအမှတ်ရတယ်နောက်သူအိမ်ရောက်လာတော့တာပဲအဲ့ဒီခါမှာတော့သူလဲစစ်သားဟောင်းတယောက်မှန်သိရတယ်မမအံ့ဩသွားမိတာပေါ့နှင်းမှတ်မိသေးရဲ့လားသူကိုရင်းညွန့်တိုက်ဝဲမှာကြတဲ့အကြောင်းပြောပြတာလေအဲ့ဒီတော့ငါများမမကျဲတိမွင်းကြီးတွေထပြီးငိုချင်လာတာနဲ့ငိုလိုက်မိတယ် အဲ့ဒီတုန်းကမောင်သိန်းဟောင်းကကိုရဲညွန့်တရားတာမမကြောင့်ဆိုတာကိုသိသွားရင်မမစီစာပေးလိမ့်မယ်တောင်မထင်ဘူးသူလေးမမကိုချစ်ကြောင်းကြဲကြောင်းစာပေးတယ်ညီမလေးရဲ့ညီမလေးမမိမှာပေါ့ညီမလေးလက်ဖက်ရည်သွားဖြော်တော့သူနှုတ်ဆက်ပဲထွက်သွားခဲ့တာလေအဲ့ဒါမမကိုစာပေးပြီးမျက်နှာပြောင်မတိုက်ဝင်းလို့ထွက်ပြေးသွားတာပဲသူ့စာထဲမှာတင်းတင်းငင်းငင်းမှာအချိုးချောင်းသိပြရစီဆိုပြီးရက်ကန်သက်သွားတယ်မမညီမလေးတို့အင်ကလိပ်ပြေးတာဒီကိစ္စကြောင့်ပါပဲ မမစီတဲ့မှာဇေဝဇဝါကြီးတော့ဖြစ်မိပါသေးရဲ့ကိုရဲညွန့်နဲ့နေရာတကာမှာတူနေလို့အလိုလိုသနာသွားမိသေးရဲ့နောက်ပြီးသူ့ချစ်ဟာလည်းတကယ့်ကိုဖြူစင်တန်ရှင်းနေဆိုတာမမယုံကြည်မိတယ်ဒါပေမဲ့ဘာကြောင့်မှမသိဘူးတင်းငလူနေအထီအောင်မနေဝန်းတော့ဘူးခက်တယ်ညီမလေးဒီကိစ္စကိုတော့ညီမလေးနားလည်အောင်မမပြန်ရေးပြနိုင်မယ်မထင်ဘူးမမကိုယ်တိုင်နားမလည်နိုင်အောင်ဖြစ်နေလို့ပဲမမသူ့ကိုရှောင်ရမလားသူ့လူကိုလက်ရမလားဆိုတာဝေခွဲလို့မရနိုင်ဘူး တခါတခါမှာတော့ကိုရဲညွင့်ပေါ်မဖြစ်လက်ရတဲ့မမရဲ့အချစ်တွေကိုပုံအပ်ခြင်းစင်တွေပေါက်မိတယ်။တခါတခါကြတော့လေစိတ်ကူးမဝင်အောင်ဖြစ်မိတယ်။နင့်အဖို့ဒုစရကိုဖတ်ပြေးသွားသည်နင့်တို့ပြိုင်နဲ့ကိုသိအောင်မမဆွေကိုချစ်နေတာပါကလား။ဟိုသောအတ္တိတရားဖြစ်ပေါ်လာကဝမ်းနေရတော့မလွယ်လွယ်ဆွေရတော့မလွယ်လွယ်ငိုလိုက်ရတော့မလွယ်လွယ်ဖြစ်လာမိတော့ဤဒုစရကိုဖတ်လိုက်ရတော့မှပင်ယခင်ကမတိမလားတွေ့တာလာခဲ့မိဘူးသောတန်ရောစဉ်အမြင်တန်းကလေးမှာ ဓမ္မဟောခြင်းအချစ်ဒီဟုသောတန်ကြိုးကြီးတစ်ခုအဖြစ်တိတိသာသာပြောင်းလဲသွားလေထိုစားကိုဖတ်လိုက်မှပင်ငါကိုသိအောင်ကိုဒီတော့တောင်ဂယုစိုက်ခဲ့မိတာဟာချစ်လွန်းလို့ပါကလားဟုဝန်ထဲမှလိုက်လိုက်လဲလဲကြင်ညာဝန်းတော်ဤအမှန်မှာတော့ထိုစားကိုဖတ်လိုက်ရသောကြောင့်ပင်ရိုးရိုးတာမန်အေးအေးမိ၍ဖြားခြင်းမှာကြံ့ကြာတင်သောရက်ထက်ဘုံဘူကြံ့ကြာသွားခဲ့ခြင်းမဟုတ်လောနင်းဒီထိုတို့တွေ့ရင်ပင်အိပ်ပျော်သွားရှာလေတော့သည် အိမ်မထထွင်ကသူကိုယ်သူမေဒုက္ခအဖြစ်၎င်းကိုသိအောင်ကိုမူမင်းသားကလေးအဖြစ်၎င်းမခင်ဆွေကိုကမင်းသားကလေးချင်းနေသောမင်းသမီးကလေးအဖြစ်၎င်းမြင်မဲ့မိရှာလေတော့တည်းကဲမခင်ဆွေကိုခန်းထဲမှာသူရှိတယ်သွားကြည့်အောင်လေကားပေါ်မှာဆင်းခဲ့၍နှစ်ယောက်သားအိမ်ထဲဝင်ခဲ့ကြခြင်းကိုထွန်းလာကပြောလိုက်ခြင်းပင်ဖြစ်သည်မခင်ဆွေလည်းနှင်းဤအိမ်ခန်းကလေးစီသို့လျှောက်သွားမိလေသည်အခန်းထဲသို့ရောက်သည်နှင့်တပြိုင်နက်နှင်းအိပ်ပြောင်းနေသည်ကိုမြင်လိုက်သည်ဖြင့် ခြေပြားထောက်၍ပြန်ထွက်မည်ဟုစိတ်ကူးမိပြီးမှ နှင့်လက်ထက်တွင်ဆုပ်လျက်သားရှိသောစာရွက်များကိုတွေ့လျက်ရသောကြောင့်ကရဏသို့ဆက်၍လျှောက်သားမိလေ။အနိဒောယောသားဒီနှင့်တပြိုင်နက်မခင်စွေမှာဗဇက်ကလေးဟကအံအားတင်ခြင်းမကအံအားတင်သွားမိလေသည်။အခြားကြောင့်ကားမဟုတ်နှင့်ဆုပ်ကင်ထားသောစာရွက်များမှာ မကြမီရက်ပိုင်းအတွင်းကသူပြေးလိုက်သောစာဖြစ်နေသောကြောင့်လီ။ထို့ပြင်ပို၍အံအားတင်သွားမိသော အချက်မှမူစာရွက်များကိုအပိုင်းပိုင်းဆုပ်ဖြဲထားခြင်းပင်ဖြစ်လေ၏။ ို့ချင်းရာတွေအလုံးထက်အံ့ဩစရာအကောင်းဆုံးချက်မှာကနင်းဤမျက်လုံးအိမ်များမှပလဲဥကလေးများအသွင်ဘာပြင်ပေါ်သို့စီးကြလဲရှိသောမျက်ရည်စာကလေးများပင်သည်နှင်းနှင်းညီမလေးရေမမကိုဖွင့်ပြရဖို့ကွယ်မေဘူးခွဲ့တက်လေရေထွက်ခွာလေးရှောင်းသွားပြီဘယ်ဝင်မြောက်တောင်မသိနိုင်လေအောင်ဝိယာရှောင်းလို့နေ 哦咪無貴的雷耶丁好嗎မိမိကိုယ်တိုင်ဆက်စွရသောသခြင်းကိုမိမိကိုယ်တိုင်သည်ဆိုရင် သခြင်းတိုက်လျက်ရှိတော်လဲစေထနိုင်ကထိုညဒီဝိုင်းအတန်လွင့်ရန်ကိုပင်စိတ်ကုန်ခန်းလျက်ရှိလေဒီဝိုင်းသားများအဖို့မူကားတင်းအောင်ဆွေပြသောပူပူနွေ့နွေ့သခြင်းသည်ကိုနားထောင်ရင်ခြေနှက်နှိမ့်ချနေကြသည်တင်းအောင်ကသခြင်းဆုံးအောင်ဆွေပြပြသော အခါအလုံးကဝမ်း၍ စားတယ်ဗျို့သိစားတာပဲဒီတချင်းတော့လူကြိုက်များဥမှာပဲဟုတ်စီကျူလိုက်ကြဤဒိန်အောင်ကမိတ်ဆွေများကျင်းတဲ့စည်ရန်မချီပြုံးပြုံးလိုက်ရလေသည်ထို့နောက်မကြမီတချင်းတိုက်ပြီး၍ဒီဝိုင်းသားများပြန်သွားကြသောအခါအနိရှိမြာအေးအားဒီညအတန်တောင်သွားမလွင့်ကျင်းတော့ပါဘူးကွာဟုတ်ညင်ညင်ညူညူပြောလိုက်မိမြာအေးကမကျင်းတဲ့သည့်မျက်နာကြီးနှင့်ပြန်ကြည့်လိုက်ရကဘာလဲကွာမင်းကမင်းကိုမင်းအပူသေးအလွန်မင်းသားကြီးလုံနေပြန်ပြီလား ။တချင်းလေးတဘုံမှာမစိုးနိုင်ရတော့အောင်။ဗာမြစိတ်ဒုက္ခတွေရောက်နေရပြန်လို့လေ။လုတ်ပြီ။ငါကအကောင်ပြောရင်မင်းကနောက်ချင်လာပြီ။တော့ပါကွာ။မင်းကငါဘာမှမပြောတော့ပါဘူး။တိတ်အောင်မှာမြအေးကခန်းကောင်းကောင်းမိလိုက်ချင်းတွေ့အတော်ပင်အခမ်းရခတ်သွားဟန်တူ၏။မြအေးမှာကတငယ်ချင်းဖြစ်သူဓမ္မမန္တတွေအမြဲတမ်းလုံနေသည်ကိုမရှုစိတ်ရွေသာဤသို့ကရုဏာတော်သောပြောလိုက်မိခြင်းဖြစ်သည်မဟုတ်ဘူးလေငါမင်းကိုမခံချင်အောင်နောက်နေတာမဟုတ်ပါဘူးတင်းအောင်ရာ ဘာမဟုတ်တဲ့ကိစ္စတခုအတွက်နဲ့မင်းအလှကသက်သက်စိတ်ဒုက္ခခံပြီးတမန်မှန်တူတူဖြစ်နေတာကိုမကြည့်ကျင်လို့ပြောတာပါမင်းစဉ်းစားကြည့်လေမင်းကိစ္စကကြံရည်ဖြစ်ခဲ့ရတဲ့ကိစ္စလည်းမဟုတ်တစ်ဖက်ကခါခါတီးတီးလက်မခံနိုင်ဘူးလို့ညှင်းနှဲ့တဲ့ကိစ္စလည်းမဟုတ်မင်းကကတတိကြောင်ပြီးမဆရသေးခင်ကတစ်ဖက်သက်တွေးပူနေတာမဟုတ်လားခက်ပါတယ်ကွာဒီအတော့အချက်ငါတို့လိုဓာတ်တိကြပြန်တော့လဲနင်းနေမှတန်ဖို့မထားကျင်တော့ပါဘူးအေးလေ မင်းလည်းတနေ့ကြရင်နားလည်သွားမှာပါပဲအဲ့ဒီခါကြရင်တော့မင်းအခုတော့ကိုကိုကိုစိတ်ဒုက္ခပြင်းနေတော့မှာမဟုတ်ပါဘူးမင်းစောစောစီးစီးကကိုစိတ်ကိုဖြင်းနေအောင်ပြောထားမယ်မင်းတို့လိုအချင်းမျိုးအဆင်ပြေတာကိုတခါမှမကြဘူးသေးဘူးဒါပေမဲ့ကိစ္စမရှိပါဘူးမင်းအခုဒီတရားကိုအသေးလေးကြိုက်နေပြီမဲ့နောက်တနေ့နောက်တရားကိုမရရင်တေးရပါတော့မယ်ဆိုတဲ့အထီးဖြစ်ချင်းဖြစ်အောင်ပါပဲဒါအထူးဆန်းမဟုတ်တော့ပါဘူးကွာဟေးတော်ဆန်းကွာငါနားမထောင်ချင်ဘူး တိမ်အောင်မှာမြာအေးစကားများကြောင့်အတော်ပင်စိတ်ထိခိုက်သွားဟန်တူလေသည်တို့ရတွင်မြာအေးကသူ့စကားသူမရက်ပေဟိုးသိလေတပတ်သက်အယူမသိနဲ့လေငါကဥမာပြောပြနေတာပါမင်းကုံမင်းဒီလိုဖြစ်လိမ့်မယ်လို့ယုံကြည်မှယုံငါတော့ကိုရိတ်ဂျုံလာခဲ့ဘူးလို့ယုံတယ်ငါပထမဆုံးကောင်မကလေးတယောက်ကိုအကြောင်းမှစတွေ့ခဲ့ဘူးတဲ့အဲ့ဒီတော့ကတော်ကြီးရောကြီးဝိထုတွေဖတ်ပြီးအချစ်ဆိုတာသိအရသာတွေ့နေတော့ဆိုပါတော့ကွာအဲ့ဒီကောင်မလေးဟာငါအချစ်ဆုံးအချစ်ဦးကလေးပေါ့ ဒါပေမဲ့သူနဲ့ငါနဲ့စာချင်းသာဆက်သွယ်နေကြရတယ်။တခါမှပူပူကက်ကက်မတွေ့ဘူးဘူး။တခါတော့ငါအမကြီးအရင်လိုခင်မင်တဲ့မိမတယောက်နဲ့ပုတိပုတ်တနေမိကြရတာငါစိတ်တွေတောင်းကျမ်းလာပြန်တယ်။ဟောအဲ့ဒီလိုလည်းဖြစ်ကြရော။ဟိုကောင်မလေးဟာငါစိတ်ထဲကကြောက်သွားတာပဲ။အဲ့ဒီခါကျတော့ဒီမအဟွာကြီးပဲငါအခြေဆုံးဖြစ်လာကြပြန်လို့တာပေါ့လေ။လူချင်းကနီနီကက်ကက်ပူပူကက်ကက်နေကြရတာကိုဒါပေမဲ့မကြပြန်ပါဘူးကွာ။ ဒီဟာကြီးလေမြို့တယောက်နဲ့ယူသွားပါကရောအဲ့ဒီတော့ငါများငါဘယ်တော့ယူခဲ့မိတယ်သိရလားနောက်ကြမှာမိဘတွေကဖြောင်းပြဆုံးမလို့စိတ်သက်သာရရပြီးမိမဆိုရင်ဂယုမဆိုင်ရင်တော့တဲ့အထိဖြစ်ခဲ့တယ်တခါမြို့ထဲမှာသူတို့လင်မယားနဲ့ဝင်းတုံးမိပါရဲ့မတ်အဟွာကိုဝင်းတောင်ရှိနေပြီနှစ်ယောက်စလုံးသူတို့ဘဝသူတို့ပြောလို့ပါပဲကဲသိအောင်ငါနားလေတဲ့အချက်ဆိုတာတော့ဒါပါပဲကွာတဲမဆတ်ပါဘူးမြာအေးကစေရောကိုပါပြောပြရာတွင် တိမ်အောင်မာလဲအနဲ့ငယ်စိတ်ဝင်စားလာဟန်တူလီတော့သည်ညာအေးကိုမော့ကြည့်ရင်းကတဲ့ပင်ကြီးတစ်ချက်ရှူရှိုက်မိလိုက်၏ညာအေးပြောပြသွားသမျှအကြောင်းအရာတွေကအမှန်ပင် မျက်စိရှေးမောက်၌ဒီအတိုင်းပင်ဖြစ်ပြလျက်ရှိကြသည်ယို့ဟိုဟာကလေးမနေဘူးလားခုအမတ်တမဲမေမေသူတို့သည်နောက်တလားကန်ကြတွင်ကျုပ်တော်သူ့ကြောင့်ဆွေးနေရပြီခုလာရောက်ညင်ညူတတ်လေ၏ကျုပ်တော်သူ့ကိုအသေးလေးချစ်မိနေပြီဟု ယမန်မနစ်ကပြောဖို့သူတယောက်သည်ယခုနှစ်၌ကျုပ်တော်ဟိုဟာကလေးကို ချစ်နေပြီဟုနောက်တယောက်အားလက်ညှိုးထိုးပြတတ်လေသည်အချစ်ကိုမထီမခိုက်ကစားမိသူကလိမိသူမှန်သမျှတူတယောက်မှလာရာဖြောင်ပြေးစွာဏီကုံချောက်ရသည်ကိုလိန်အောင်မတွေ့ဘူးသေးချေသူပင်လျင်အတွေ့အကြုံနည်းလွင်ရလာ အချစ်တဘာဝကိုကဒီအတိုင်းပဲမို့လား ဟုတ်ကဲ့ပါခင်ဗျာဇာယိဆရာဆရာမင်းရှင်ဤမိဘူးခွဲ့တက်လည်းရဲဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်း9နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးကြတဲ့တွေ့လဲဂျေဇူးအများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းရှင်မှာ ပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းပြထင်ပါခင်ဗျာ